မင်္ဂလာနနက်ခင်ပါကျမ်းမာချမ်းသာဘေးရန်ကင်းကွာဘုန်းတော်ထင်ရှားရာတနေ့တာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်နေထွက်ပူချိန်ကတော့26ဒီဂရီရှိပြီးတော့မှ34ဒီဂရီရှိတယ်လို့ခန့်သန်းရှိနေပါတယ်ဒေဒုရေသွေးကတာမန်ဖြစ်ပြီးတော့မှတနေ့တာလုံးတွေတိမ်တင်းတင်းရှိပြီးတော့မှမွန်လွယ်ပိုင်းနဲ့ညနေပိုင်းတွေမှာနေရာနဲ့ပြားမိုးထစ်ချုံရွာမှာဖြစ်ပါတယ်ပြင်းစုံပူချိန်ကတော့32ဒီဂရီရှိမှာဖြစ်ပါတယ် နေ့စဉ်ဝေပြုခြင်းလင်းပြစက်တင်ဘာလ29ရက်တနင်္လာနေ့2025စုတောင်းခြင်းလို့ငါစောင့်နေကြလောဒီကချက်ရှင်ပေတရုဩဝါဒစာပထမဆောင်မှာခေါ်ခိုင်းစရာများအပိုင်း33ဖတ်ရင်ကျင့်ချက်ရှင်ပေတရုဩဝါဒစာပထမဆောင်ခန်းကြီး၄ခန်းငယ်ခုနှစ်မှ37ခတ်သိမ်းတော်မူရာတို့သည်အဆုံးသို့ရောက်လူသည်ဖြစ်သောကြောင့်တမာတိရှိကြလောစုတောင်းခြင်းလို့ငါစောင့်နေကြလော အခြားသောအမှုရာထက်မကကျင်ကျင်အာကြည်သောချစ်ခြင်းမေတ္တာရှိကြလောချစ်ခြင်းမေတ္တာသည်များစွာသောအပြစ်တို့ကိုဖုံးအုပ်တတ်၏ဤတန်ခြင်းမရှိဘဲကျင်ကျင်ဧည့်သည်ဘုကိုပြုကြလောတင်တို့သည်သုကျေစုတော်ကိုအတီးသီးခံရကြသည်နှင့်ညီဘုရားသခင်ဤအထူးထူးပြပြသောကျေးဇူးတော်ဗန္နာစုကောင်းကဲ့သို့ချင်းချင်းဝေငှပေးကံကြလော ဘုရားသခင်သည်အရာရာ၌ယေရှုခရစ်အပြင်ဘုံတော်ထင်ရှားစေမည်အကြောင်းဟောပြောတော်သူသည်ဘုရားသခင်၏ဗျာဒိတ်တော်နှင့်ညီဟောပြောစေအခြားသောမှုကိုဆောင်ရွက်တော်သူသည်ဘုရားသခင်ပေးသနာတော်မူသောအစွမ်းတတ္တိအတိုင်းဆောင်ရွက်စေထိုဘုရားသခင်သည်ကဘာဆက်ဆက်ဘုံအတ္တိအစွမ်းတတ္တိရှိတော်မူစေတည်းအာမင်တတ္တလောနိအဝါရစာပထမဆောင်ခန်းကြီး9ခန်းငယ်6တို့ဖြစ်၍ အခြားသောသူတို့သည်အိပ်ပျော်တကယ်သူငါတို့သည်အိပ်မပျော်ပဲတမာတတိရှိ၍စောင့်ကြကုန်အံဒီနေရာမှာတော့ရှင်ပေတရုသည်ခက်ခဲတဲ့ချိန်တွေမှာယုံကြည်သူတွေဘလို့ရင်ဆိုင်တက်ရှင်ရမလဲဆိုတာကိုလမ်းညွန်ပြသပေးပါတယ်။အရာခတ်သိန်းဟာအဆုံးသို့ရောက်လူပြီလို့ဖော်ပြတဲ့နေရာမှာချင်းချောက်တာမဟုတ်ဘဲနဲ့ကိုဘဝကိုဘာတွေဦးစားပေးပြီးတော့မှပညာရှိတတိရှိရှိနဲ့လောက်ကန်ဆောင်ရွက်ပြဖို့ရည်ကြီးကြောင်းကိုညွှန်ထားခြင်းဖြစ်ပါတယ်။ ပမာသတိရှိတဲ့စိတ်နဲ့ဆိုတာကတော့ကိုယ့်ရဲ့ရင်ဆိုင်မဲ့လောက်ကံမဲ့ရာတွေကို သတိရှိရှိနဲ့ရှင်းရှင်းလင်းလင်းတုံ့လုံချင်းမရှိပဲတက်ရှင်နေထိုင်ဖို့ရန်ဖြစ်ပါတယ်။လောကရဲ့ဖြည့်စည်မှုတွေပူပန်မှုတွေခက်ခဲတွေဟာကျွန်ရဲ့စိတ်ကိုဖုံးလွှမ်းစေတယ်။သို့တော်လည်းတမာသတိဆိုတဲ့မှန်ကန်တည့်မြတ်တဲ့သတိဟာဖျားကင်နဲ့ကျွန်တော်ရဲ့ဆက်ဆံရေးကိုပူပရမအာယုံဆိုင်စေတယ်။စွတ်တောင်းခြင်းအပြင်ပူပရမဒီရာတွေကိုတည်ငြိမ်စွာနဲ့ ပြင်ဆင်ဖို့ရန်ဖြစ်ပါတယ်။သူတို့ဖြင့်ဘလိုမျိုးခက်ခဲမျိုးပါမစို့ဘုရားသခင်နဲ့ဆက်သွယ်မပြတ်ဘဲနဲ့ဘုရားသခင်ထံမှခွန်အားဉာဏ်ပညာကိုရယူပြီးတော့မှရရာကိုပြင်ဆင်ဖို့ရန်ဖြစ်ပါထို့ကြောင့်စုတောင်းဖို့ရင်ပိုးပရမသတိပြုပြီးတော့မှစူးစမ်းအထုတ်ဖို့ဖြစ်ပါတယ်။ဒီလိုချိန်မျိုးမှာအခြားရာတွေကိုအာယုံဆိုင်တာတဲ့အချင်းချင်းပိုးပရမချစ်ကြဖို့ချစ်ချင်းမြတ်တာဟာခရိယံတက်တာရဲ့ခြေကအုံမြင့်ဖြစ်ပြီးတော့မ တူးနဲ့တူးစစ်မှန်တဲ့ချစ်ချင်းမေတ္တာနဲ့ချစ်ကြတဲ့အခါမှာသေးငယ်တဲ့ပြဿနာတွေသဘောထားကွဲလွဲမှုတွေကိုကျော်လွှားအောင်မြင်နိုင်ပါတယ်ချစ်ချင်းမေတ္တာဟာနားလည်မှုနဲ့ခွင့်လွှတ်ခြင်းတလုံးတဝဖြစ်ခြင်းတွေကိုယူဆောင်လာတယ်အဲ့ဒီပြင်မကြီးမကျူပဲအဝတ်ပြုကြလို့ပေါ်ပြထားတယ်ကိုယ့်ရဲ့အိမ်ကိုယ့်ရဲ့အရင်းမြစ်တွေကိုယ့်ရဲ့အချိန်တွေကိုတခြားသူနဲ့မျှဝေခြင်းဟာဘုရားသခင်ကိုဝတ်ပြုခြင်းပဲဖြစ်တယ် စစ်မှန်တဲ့အဲဝတ်ပြုခြင်းဆိုတာဒီမငြင်းမညူပဲနဲ့တာဝန်ကျေမဟုတ်ပဲနဲ့တကယ်ကိုရင်ထဲကလာတဲ့စိတ်နဲ့ဝမ်းမြောက်စွာလှုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။နောက်ပြီးတော့ဘုရားသခင်ပေးထားတဲ့စုကျေစုတော်တွေကိုခဲရတဲ့အချိန်ပဲပြန်လဲပြီးတော့မှကောင်းဆုံးဝေမျှဖို့ရင်ဖြစ်ပါတယ်။ဘန္နာဆိုးကောင်းဆိုတာကဝေမျှခြင်းအပြင်ကြီးထွားတဲ့ဘုရားသခင်ရဲ့ဘန္နာတော်ထဲမှာထည့်ပြီးတော့မှကိုယ့်ရဲ့ရင်မြစ်တွေကိုယ့်ရဲ့အစွမ်းစားတွေကိုအသုံးပြုတဲ့အခါမှာဘုရားသခင်က တိုးပွားစေမှာဖြစ်ပါတယ်။တခေရွှေခရစ်အားဖြင့်ဘုရားသခင်ဘုန်းတော်ထင်ရှားဖို့ဟောပြောတဲ့သူတွေကလည်းဘုရားသခင်လိုတော်တိုင်းဟောပြောကြဖို့တိုက်တွန်းနေ။ဘုရားသခင်ပေးသနာတဲ့အစွမ်းတတ္တိတိုင်းလှုပ်ဆောင်တဲ့သူတွေကလည်းဘုရားသခင်အလိုတော်တိုင်းပဲလှုပ်ဆောင်ကြဖို့ရန်ဖြစ်ပါတယ်။အထူးသဖြင့်ဘုရားနဲ့ပတ်သက်ပြီးတော့မှဟောပြောလှုပ်ကြိုင်တဲ့အခါမှာဘုရားပေးတဲ့ခွန်အားဘုရားလိုတော်တိုင်းလှုပ်ဆောင်ခြင်းအပြင် ဘုရားရဲ့ဘုံတော်ကို အတူပဲထင်ရှားစေဖို့ဖြစ်ပါတယ်အရောကျွန်တော်တက်တာမှာဘလို့ပဲချိန်ကာလတွေမှာတက်ရှင်နေရပါစီဘုရားသခင်နဲ့ဒီဆက်ဖို့ရင်တွေ့စုတောင်းခြင်းနဲ့တည်ရှိနေဖို့လိုတယ်ချင်းချင်းတကယ်ကိုချစ်ခင်မြတ်လို့ပြီးတော့မှ အပြစ်တွေကိုကျော်လွှားအောင်မြင်ဖို့ရင်ဖြစ်တယ်နောက်ပြီးတော့မှစိတ်ရင်နဲ့အဝတ်ပြုပြီးတော့မှ ကိုယ့်ရဲ့သွမ်းသတ္တိတွေကိုဘုရားရဲ့ဘုန်းတော်ထင်ရှားဖို့ရင်တွေ့ခေါင်းဆောင်သုံးပြုကြဖို့ရင်ပဲဖြစ်ပါတယ် ဆက်လက်ဆုတောင်းကြပါစို့မြစ်တာရရှင်သခင်သာရမြတ်စွာသောဘုရားသာသမီတို့ကိုကိုရရှင်ပေးအပ်ထားတဲ့စံသတ္တိတွေဗန္နာတွေအတွက်ကိုရော့ကိုကျေးဇူးတင်ပါတယ်ဒီစံသတ္တိတွေဗန္နာတွေအားလုံးကိုလည်းကိုရော့လက်တော်သို့အပ်နှံပါတယ်သာသမီတို့ဆုတောင်းခြင်းမှာအားကြီးသောသူတွေတည်တည်ဖြစ်စေဖို့ကောင်းချီးပေးပါအထူးသဖြင့်လူမျိုးခဲရင်ဆိုးရွားတဲ့ချိန်ကာလမှာဘုရားကို ဖက်တွယ်ပြုမှာဘုရားနဲ့မှန်ကန်စွာဆုတောင်းတော်သူတွေ ဘုရားထံမှခွန်အားဉာဏ်ပညာဖြင့်ဒီရာတွေကိုမှန်ကန်စွာဖြင့်ရင်ဆိုင်ကျော်လွှားနိုင်တဲ့သူတွေသည်သည်ဖြစ်စေပါမည်အကြောင်းကောင်းကြီးပေးပါချင်းချင်းအားကြီးသောချစ်ခြင်းမေတ္တာဖြင့်ပြစ်တီကိုဖို့အုပ်တတ်သောတတပိုင်းရှင်တွေသည်သည်ဖြစ်စေဖို့လေပရရှင်ကောင်းကြီးပေးပါယခုချိန်ခါမှာစေုပ်စေကဲမှာ၎င်းအိမ်မှာ၎င်းကုသခြင်းကိုခံယူနေရတဲ့သူတွေကောင်းကြီးပေးပါနာရရှိယောဂသည်တီသူသည်ဖြင့်ကင်ဆာယောဂဝေဒနာသည်တီ လျှောက်ကပ်ဈေးနေရတဲ့သူတွေကိုရှင်2ပါရှိလက်သူရဲ့ရောဂါတွေအများဆုံးသက်သာပြောက်ကင်းရသောခွင့်ကိုပေးသနာရမှုပါတကူးသားတဲ့သူတို့စုတော်တဲ့သူတွေထဲမှာရှိနေတဲ့သူတွေရဲ့ပကြမ်းမာခြင်းဖြားနာခြင်းကိုခန္ဓာဖောက်ပြန်ခြင်းအားလုံးကိုလည်းအများဆုံးတိုင်တော်မှာခံရတဲ့ချက်တော်အပြင်သက်သာပြောက်ကင်းခွင့်ပေးသနာရမှုပါကိုရှင်တတ်နိုင်တဲ့အမှုရာဖြစ်ပါတယ်ကိုရောသားသမီးတို့စုတောင်းပေးပါတယ်အကုန်လုံးကျမ်းမာစေဖို့ကိုရရှင်ကောင်းချီးပေးပါ တော်ရတောင်ထဲမှာပြေးလွားပုန်းဆောင်နေရတဲ့သူတွေမြို့ထဲမှာပုန်းနေရတဲ့စစ်ပေးဆောင်တွေအားလုံးကိုရရှင်ကြည့်ရှုကြွားလက်ရင်းဝှချင်းကောင်းကျိုးချမ်းသာလွတ်မြောက်ခြင်းဘေးကင်းလုံခြုံခြင်းများဖြင့်ပတ်ကျက်တော်မူပါလုံလောက်တဲ့သာနာရိတ်ခါမူကားတွေလည်းကိုရရှင်ပြင်ဆင်ပေးပါမတရားဖန်ဆီးချုံနှောင်ခံလွတ်မြောက်စေတော်မူပါသူသည်ဖြင့်မြန်မာနိုင်ငံကြီးကိုကိုရရှင်ဖျားလိုတော်နဲ့ညီ ပြန်လဲပြီးတော့မှငြင်းချင်းတရားလွတ်မြောက်ရတဲ့ခွင့်ကိုရရှိပြင်ဆင်ပေးပါမိကြောင်းသခင်ယေရှုခရစ်တော်ဖခင်နာမတော်မြတ်ကိုပြုလက်တနာခံဆုတောင်းကြပါရစေဖခင်အာမင်